අලුමෙන් මිංගලවා ကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းသောမနက်ခင်းလေးဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စွန့်ပုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲဒီနေ့မနက်ခင်းလေးမှာတော့ကျွန်တော်တို့အာ here we go ဖြစ်ခဲ့တယ်ပေါ့နော်။ဒါကျွန်တော်တို့ spa အသင်းနဲ့ပတ်သက်ပြီး။အဲတော့ Tottenham Hotspur အသင်းနဲ့ဒီနေ့မနက်မှာဒါကျွန်တော်တို့ပထမအဆုံးဒါကျွန်တော်သတင်းအနေနဲ့တင်ဆက်ပေးခြင်းပါတယ်။ Tottenham Hotspur အသင်းနဲ့ဒီနေ့မနက်မှာတို့အနေနဲ့ဒါ here we go သွားခဲ့တယ်။ဒါမနစ်ကလူပဲတိတ်တော့မထူးဆန်းတဲ့ here we go တခုပဲလို့ပြောလို့ရတယ်။မနစ်ကလည်းဒါမှတ်မိကြလိမ့်မယ်။ဒါ Tottenham Hotspur င်းရတာပထမဆုံးဟီဝီကိုကတီမိုဝါနာကိုဒါကျွန်တော်တနှစ်စာချုပ်ထက်ချုပ်တယ်ဆိုတော့ဒါကျွန်တော်တို့စာချုပ်ချုပ်မှုပုံစံမျိုးပေါ့နော်ဒီနှစ်မှာဒါကျွန်တော်ပထမဆုံးတော်တန်ဟော့စပတ်တင်းရဟီဝီကိုကလည်းတိတ်တော့မဆန်းတဲ့ဟီဝီကိုပဲလက်ရှိမှာဒါကျွန်တော်တို့အဲမတီးယပ်စ်တဲကအသင်းမှာဆက်နေခြင်းတဲ့ကြောင့်တော်တန်ဟော့စပတ်တင်းက မက်သီးယပ်စ်တဲကိုဒါအသင်းမှာအပိသက်ခေါ်ယူနိုင်လိုက်ပြီးဖြစ်ကြောင်းကို David Austin ကို Fabrizio Romano ကသူတို့ရဲ့ channel ဒီမှာမင်းညကတရားဝင်တင်ဆက်ထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာတကယ်တမ်းနင်လားကလားဟေးဆိုတဲ့ဥစ္စာကိုပြန်ကြည့်မယ်ဆိုရင် Spy ရတာပထမဆုံးခေါ်ယူမှုကလက်ရှိရှိရင်းဆွဲကစားသမောင်းအပိသက်ခေါ်ယူမှုပဲဒါပေမဲ့ Levi ကတော့ Levi လို့ပဲပေါ့နော် Daniel Levi က Daniel Levi အနေနဲ့ဒါသူလုံနေတဲ့ပုံစံတိုင်းမှာပဲဒါပေမဲ့ရတော့ Dr. Hospa တင်းနဲ့ Matthew S. Day ကိုအပိသက်ခေါ်ယူခြင်းနဲ့ဆိုရင်တော့ Euro 50နဲ့ခေါ်ယူပိုင်ခွင့်ရှိတယ်ဆိုတဲ့စာချုပ်ကိုဖြတ်ပြီးတော့သူတို့အနေနဲ့ဒါအပိစီကိုမ ယူရိုတန်30နဲ့35တန်ပတ်ချာလဲဝင်ကျင်ကြတဲ့စပါတင်ခေါ်ယူနိုင်ခဲ့တယ်။ပေါင်နဲ့တော့မပေါင်25တန်ပတ်ချာလဲဝင်ကျင်ကြတဲ့မက်သီးယပ်စ်တဲကိုဒါတရားဝင်ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့စပါတင်ရဲ့ဒီနေရာမှာဒါကြောင့်မနစ်ကဒါကျွန်တော်ကစားသမားကိုအငှားစည်းဖြစ်တဲ့10တန်ပေးခဲ့ရတဲ့အတွက်ကြောင့်မဟုတ်တော့တူတယ်ယူရို45တန်လောက်တော့သွားကြတယ်။ဒါပေမဲ့ဘာပဲပြောပြောလည်းပြန်ကြည့်မယ်ဆိုရင်စပါတင်ရဲ့ဒီကစားသမားကိုပေါင်တန်30နဲ့32တန်ပတ်ချာလဲဝင်ကျင်ကြလောက်နဲ့ရရှိသွားခဲ့ပြီဖြစ်တယ်။အဲ့တော့ဒီကစားသမားကိုခေါ်ဘူးခေါ်ယူဖို့အတွက်တော့ Frank Thomas Frank ရဲ့ဒါကျွန်တော်တို့ အားကိုတော့စပါတင်ဘက်ကရကီလူတီရတယ်မှာပါတယ်စပါတင်ရဲ့တောင်ပံကစားသမားနေရာအတွက်မက်သီးယပ်စ်တဲကဒါကျွန်တော်လက်ရှိတော်မက်ဖရန်စိတ်ချကစားသမားရဲ့တယောက်ဖြစ်တဲ့ကြောင့်မို့အသင်းကိုအပိသက်ဝယ်ယူခိုင်းခဲ့တယ်ဆိုတဲ့သတင်းကတော့တရားဝင်ဖြစ်သွားခဲ့တယ်လို့ပြောလိုက်ရအောင်စပါတင်ရဲ့ဒီနေ့ညရဲ့ပထမဆုံးခေါ်ယူမှုကတော့ကိုယ့်အသင်းမှာလက်ရှိရှိနေတဲ့ကစားသမားအပိသက်ခေါ်ယူခြင်းလို့ပြောလို့ရတယ်မှာပါတယ်စပါတင်ရဲ့အခုလက်ရှိမှာမက်သီးယပ်စ်တဲကတော့စပါတင်ရဲ့ကစားသမားဖြစ်သွားခဲ့ပြီလို့ဆိုလို့ရတယ်မှာပါတယ်ဒါပြင်မက်သီးယပ်စ်တဲကတော်တန်ဟော့စပါတင်မှာစာချုပ်တက်တန်း6နှစ်တောင်ချုပ်မယ်လို့သိရတယ်မှာပါအဲ့ဒါလက်ရှိမှာ ပြန်တွက်ကြည့်မယ်ဆိုရင်တော့2031ဒီကစားသမားကအစာချုပ်တက်တန်းရှိမဲ့သဘောမှာရှိပါတယ်။ကစားသမားကိုယ်တိုင်ကဒီအပြောင်းရွှေ့ကိုဖြစ်ဖို့အတွက်ဒါနှစ်ဖက်အသင်းလုံးကိုတောင်းဆိုခဲ့တဲ့ကြောင့်မလို့ဒီနှစ်ဖက်အသင်းလုံးနေနဲ့ဒါကျွန်တော်အပြောင်းရွှေ့ကိုစကားပြောတဲ့အချိန်မှာပုံမှုပြီးတော့လွယ်ကူသွားခဲ့လို့ပြောလို့ရတယ်။တစ်ဖက်ကဘိုင်ယန်မြူးနဲ့သင်္ကလန်တို့နေနဲ့ left wing ကစားသမားမသီးယက်စတဲကိုပြန်ခေါ်တာတဲ့ဆိုင်တော့ကစားသမားအစ်ကိုခေါ်ယူရေးအတွက်ပဲအဓိကကြိုးစားနေတဲ့အတွက်ကြောင့်မလို့မသီးယက်စတဲရောင်းချတဲ့ပတ်စံကနေပြီးတော့ဒါကစားသမားအစ်အတွက် funding ပြန်ရှာသွားဖို့တို့နေနဲ့မျှော်လင့်ထားတယ်။စပါးသင်းဘက်ကလည်းဒါခုနက left wing ကစားသ မတ်တာမားကတ်ထမှာပြန်ရှာမယ်ဆိုပေမဲ့လက်ရှိမှာရှီရင်ဆိုကစားသမားရဲ့တယောက်ဒါမကြခင်မှာလည်းချန်ပီယံလိရှင်ပီယံမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါလိနှစ်ခုကိုရှင်ပီယံနိုင်တဲ့ဒါကစားအားရှိအောင်လို့ဒါ ဖြည့်တင်းလိုက်တယ်ဆိုတဲ့သဘောမျိုးမှာရှိတယ်လို့ပြောလို့ရအဲ့တော့ဒီနေ့ရဲ့ Spartan ရဲ့ပထမအဆုံး Here we go ကတော့ Matthias Tay ကိုအပိတက်ခေါ်ယူခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ရှီယွန်းစကစားသမားကိုခေါ်ယူတာပါပဲသိတော့မထူးဆန်းအဲ့တော့အတူတုံးပြန်ပြောရမယ်ဆိုတော့ဒါကျွန်တော်ယူရို35သန်းနဲ့ဒါကျွန်တော်ခေါ်ယူနိုင်ခဲ့တယ်ပြတဲ့ပေါင်နဲ့တော့ဆိုပေါင်3000နဲ့25သန်းပတ်ချလဲဝင်းညင်ကြပဲရှိတဲ့ကစားသမားတွေကို Spartan အနေနဲ့တရဝင်းခေါ်ယူနိုင်ခဲ့တယ်ဖြစ်တယ်ကစားသမားကို Spartan က6နှစ်စာချုပ်ချုပ်မှဖြစ်ပါတယ်အဲ့တော့ဒါတွေမဲ့လောက်ဆိုတော့မဟုတ်သေးပါဘူး Spartan နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အေးပေါ့ပြဿနာတွေတက်နေတယ်ပေါ့နော်ဒါကျွန်တော် တော်တို့ Israel ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ Solomon ကို spa အသင်းနေနဲ့နေရာပေးဖို့အတွက်ဒါစီစဉ်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။နောက်ဆုံး update တွေရဆိုတော့ဒါကျွန်တော် Mina Solomon နေနဲ့ spa အသင်းဘက်ကပြပထမကတော့ရောင်းချဖို့အတွက်စီစဉ်ထားခဲ့ပေမယ့်ဒါ Thomas Red နေတဲ့ဒီကစားသမားကိုဒါကျွန်တော်ရာတီဂျိုခြေစမ်းပွဲစဉ်မှာဒါကျွန်တော်တို့နေရာပေးဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။ဒါပေမဲ့ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာဒါ spa ပရိသတ်တွေနဲ့ဒီသတင်းကိုဒါကျွန်တော်တို့တော်တော်လေးကိုပေါက်ကွဲသွားတဲ့ spa ပရိသတ်တွေအများကြီးရှိတယ်။အဓိကအခုလက်ရှိမှသိရတယ်ပေမယ့် Israel နဲ့ Palestine ကိစ္စဖြစ်နေတဲ့ကိစ္စတော့ Israel နဲ့ခုလက်ရှိမှာအဲ့အဓိကပေါ့နော်အစ်ရေးရှာတဲ့ပြဿနာတွေအများကြီးဖြစ်နေတဲ့ကြောင့်မလို့အစ်ရေးကစားသမားကငါတို့အသင်းမှာလူမရှိဘူးဆိုတဲ့ပုံစံမျိုးတွေစပါအသင်းဘက်ကနေပြီးတော့ဒါကြောင့်ပြိတ္တတိဘက်ကနေပြီးတော့ဒါအဓိကတော့အဲ့တော့မမက်ရမီနာဆိုလိုမွန်ရှိတုန်းကလည်းစပါအသင်းဘာလို့မတုံးလဲဆိုတော့မမက်ရအဲ့ဒါကြောင့်ပဲအစ်ရေးနဲ့ဒါကျွန်တော်တို့ပါလက်စတိုင်းကိစ္စဖြစ်နေတဲ့ကြောင့်ဒါကျွန်တော်တို့သိကြရတယ်မယ်ကျွန်တော်လက်ရှိကျွန်တော်သိတော့ပေါ့နော်လန်ဒန်မှာဒါကျွန်တော်ပရိုပါလက်စတိုင်း ပြစ်သက်တွေများတဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာဒါမတုံးခဲ့ဘူးဒါပေမဲ့ Lee United မှာဒါမိနာဆိုလိုမွန်နဲ့တကယ်ကိုလမ်းပြန်ထွက်တဲ့ဒါကျွန်တော်တို့စီဇန်တစ်ခုကိုဖြတ်သန်းခဲ့ပြီးတော့တန်တက်တဲ့နေရာမှာလည်းအရေးပါခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ကြောင်းလို့သူ့အနေနဲ့စပါအသင်းကိုပြန်ရောက်လာတဲ့အချိန်မှာသူကစပါအသင်းအတွက်တိုက်ပွဲဝင်သွားခြင်းနဲ့ဆိုတဲ့ is we got them out တိုက်ပွဲဝင်သွားခြင်းနဲ့ဆိုရဲစကားလုံးသုံးတာတမျိုးတော့အဲ့တော့တိုက်ပွဲဝင်သွားခြင်းနဲ့ဆိုရဲအနေထားမှာရှိရဲ Tom Frank ကလည်းဒီကစားသမားကိုဒါကျွန်တော်တို့လာမယ့် အဲကျွန်တော်တို့လာမယ့်အချူလာရသည်ဂျိုမာနာကျွန်တော်တို့ချင်းဆန်းပွဲတွေမှာဒီကစားသမားကိုနေရာပေးသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုတက်နေတာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးစပါပရိသတ်တွေမှာထောက်ခံနိုင်နှစ်ချမ်းကွင်းနေခဲ့ပြန်တယ်တချို့ကျတော့လည်းမီနာဆန်သမားကစားသမားတယောက်အနေနဲ့မဆိုးဘူးဆိုတဲ့လူတွေရဲ့တချို့ကျတော့ဒါဒီကစားသမားဘယ်လောက်ထိမဆိုးဆိုးအစ္စရေးကစားသမားတို့ကဇီယောနက်စ်လို့ခေါ်တယ်ဗောနော်ဇီယောနက်စ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကငါတို့လုံးဝလက်မခံနိုင်ဘူးဆိုတဲ့အဖွဲ့နှစ်ဖွဲ့ကွဲနေတယ်ဗောနော်အဲ့တော့ဒါလက်ရှိမှာတော့ဒါကျွန်တော်တို့ Thomas Frank ကဒါဒီနေရာမှာဒီကစားသမားကိုရွေးချယ်ခဲ့မယ်ဆိုရင် Thomas Frank ကိုပါ Friend Out ဆိုပြီးလောက်လာခဲ့တယ်ပြိ သက်တွေအများကြီးရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ဘာတွေဘယ်လိုဖြစ်အောင်လဲမသိဘူးအခုလက်ရှိမှာ left wing အတွက်ကလက်ရှိမှာ Matthias တဲ့ Mina Solomon ရဲ့ဖြစ်သွားတယ်ဆိုတဲ့ပုံစံဖြစ်သွားတယ်ဒါပေမဲ့စပါတင်เนี่ยအခုလက်ရှိမှာ Son Heung-min ကိုဒါကျတော့အစားထိုးဘူးတဲ့စပါတင်ကလာမယ့်နေရာဒီမှာအကြီးကြီးကြိုးစားဖြစ်တယ်အဲ့တော့ ဝန်ကြီးဆရာတခုကတော့ဆောဟောင်းမင်းနေတဲ့ဒီနစ်နွေရာဒီမှာအသင်းကထွက်ဖို့အတွက်တော်တော်လေးကိုတည်ကြလာတဲ့အနေအထားတစ်ခုဖြစ်လာခဲ့တယ်။ကျွန်တော်ဓာတ်ပုံရိုက်ပြီးနှစ်နှစ်ကြာရင်ကစားသမားထွက်တယ်ဆိုတဲ့စီမင်းစီကန်အတိုင်းပါပဲ။တကယ်လည်းအခုလက်ရှိမှာအဲ့ဒီစီမင်းစီကန်အသက်ဝင်နေစေဖြစ်တယ်ဗျ။နော်အဲ့တော့စိတ်မကောင်းစရာကတကယ်ပါ။အဲ့တော့လက်ရှိမှာဒါဆောဟောင်းမင်းနေဒါမနစ်တုံးကားတက်ဆိုင်ဒီနစ်မှာအသင်းကထွက်ဖို့အတွက်ရာဂိုင်းတုံးတွေပုံများနေတယ်ဆိုပြီးတော့စပါတစ်ရဲ့ပေနိုင်ဇန်ဒါကျွန်တော်နံပါတ်1တီယဝင်ဂျန်လစ်ဖြစ်တဲ့အလစ်ဆာဂိုးကရေးသားထားတာကိုတွေ့ရမယ်။ဆောဟောင်းမင်းနေဒါကျွန်တော်မနစ်ကဒါကျွန်တော်တို့ဆော်ဒီတို့ MLS တို့လာခေါ်တယ်ဆိုအမြဲတမ်း င်းပယ်ခဲ့တဲ့ကစားသမားအနေနဲ့ ဒီနှစ်မှာတော့သူ့အနေနဲ့အသင်းပြောင်းဖို့အတွက်လက်ရှိမှာစတင်ပြီးတော့စဉ်းစားလာပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဆောင်းမီနှစ်ခုလက်ရှိမှာဒါကျတော့အော်ဟီလီအနေနဲ့ဒါသူ့ကိုတပတ်လောက်ခလာစားပေါင်9သိန်းခွဲနဲ့6သိန်းကျပေးချီပြီးတော့ပေးဖို့အတွက် ready ပဲဖြစ်နေပြီးတော့ spa အသင်းအတွက်ဒါကြောင့်တနစ်ကြံတဲ့ကစားသမားကိုပေါင်တန်း30ပေးပြီးတော့ခေါ်ဖို့အတွက် ready ဖြစ်နေပြီးဆိုတဲ့သတင်းတွေတော့ချက်ထွက်လာခဲ့တယ်။ Kola Hala တွေကဒီကန်လန့်မှုကိုတခါတည်းဒါကျွန်တော်လှုပ်ထားခဲ့ပြီးပြီလို့တော့ဆိုလို့ရမယ်တဲ့မှာပါပါတယ်။ဒီနေရာနဲ့ဖို့ပဲနဲ့အခုလက်ရှိမှာဒါကျွန်တော် Lionel Messi ကစားနေတဲ့ Inter Miami ကလည်း ဒါဆွန်ဟောင်းမင်ကိုဒါခေါ်ယူမဲ့နေရာမှာစိတ်ဝင်စားနေသေးတယ်ဒါပေမဲ့အင်တာမိုင်ယာမီကလည်းရှိမှာဆွန်ဟောင်းမင်ကိုဒါဆော်ဒီဘက်ကပြီးရစီမှုတော့မပြီးနိုင်ဘူးဒါပေမဲ့ဟိုနာဘောလိုပဲအမေရိကမှာကစားရမယ်ပေါ့နော်အဲ့တော့ဒီတော့အမေရိကလည်းအရင်တော့လည်းအမေရိကမဟုတ်တူတူကျွန်တော်တို့လည်းစဉ်းစားကြဖြစ်လာတော့လက်ရှိမှာဒါကျွန်တော်တို့စပါတင်နဲ့အင်တာမိုင်ယာမီကိုပြောင်းမယ်ဆိုရင်တော့ဒါကျွန်တော်ပြောင်းရွှေ့ကြီးကခုနစော်ဒီဘက်ကပေးတဲ့ဈေးပုံစံမျိုးတော့မရောက်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်လို့ရတဲ့သဘောမှရှိပါတယ်။မြည်တော့ပင်စူစီကမှအခုလက်ရှိနောက်ဆုံး update တွေတင်နေအရာဆိုရင်တော့စပါတင်ရဲ့ ကပ်ဒေးလက်ရှိကပ်ဒေးဖြစ်တဲ့ဆွန်မင်္ဂစပါတင်ကထွက်ခွာမှုအတွက်တေချာတလောက်နင်းနီးဖြစ်နေပြီဆိုတဲ့သတင်းတွေကသုံးသောင်းပြထလာခဲ့တယ်။တကယ်လို့မျိုးပါရင်ခဏပြန်စစကြည့်မယ်ဆိုတော့အကောင်းဆုံးနဲ့ထွက်သွားတာပေါ့နော်အမြင့်ဆုံးဒါကျွန်တော်တို့ပရီးမီးယားလီဂ်စူပါလာကိုပြရပြမျိုးလည်းမလဲနဘိဖတ်နေတာအဲယူရိုပါလီဂ်စူပါလာကြီးကိုဒါယူပြီးတော့ဒါကျွန်တော်တို့အကောင်းဆုံးအမြင့်ဆုံးအနေထားမှာထွက်ခွာခဲ့တယ်ဆိုရင်တော့ဒါဟာပာဆနယ်လီကသိပ်ပြီးသဘောကျဖို့ကောင်းတဲ့အနေထားတစ်ခုလို့ပြောစရာလိုတယ် တကယ်ကိုကောင်းတယ်ထွက်ခွာခြင်းတစ်ခုလိုပဲကျွန်တော်နည်းနည်းနဲ့သူအနေနဲ့ဒါအသိကိုတော့ပတ်စံတစ်နှစ်စာရှာပြီးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဘူးချစ်မိပဲဗောနော်သူတို့အနေနဲ့ဒါအမှန်တမ်းပြောမှဆိုရင်တော့ he have to get that back ဗောနော်သူနေသူအသက်ရွယ်ရတကယ်ကို sorry သွားမယ်ဆိုတော့စိတ်ဆိုးရမှရှိဘူးသူအနေနဲ့ဒါကျွန်တော်တပတ်လောက်က9သိန်းခွဲ6သိန်းဆိုတော့သူအနေနဲ့ငွေရှာတဲ့ပြီငွေရှာပြီး sorry မှာ AC သွားနှက်ပြီးတော့သူ့ရဲ့ဘဝရဲ့အကောင်းဆုံးချိန်တွေငွေရှာရင်းဖြတ်တန်းဖို့တော့ကျွန်တော်ကတော့ recommend လုပ်တယ်ဗောနော်ပြီးတော့အမှန်တမ်းပြောမှဆိုထွက်မယ်ဆိုရင်တော့ကျွန်တော်ဟိုဟိုတစ်ခါကပြောခဲ့တဲ့အခုချိန်ကျွန်တော်ထွက်စေချင်တယ်သူ့ကိုတဲပြီးလုပ်ထားတဲ့ဒါကျွန်တော်တို့တောင်ကိုရီးယားပွဲတွေဒါအာရှပွဲတွေကိုသူ့အနေနဲ့မတက် ပေးနေအခုချိန်မှာတခါလေးကျွန်တော်ထွက်စီပါတော့လီဗန်ကိုဒါကျွန်တော်လက်ကလေးထောင်ပြီးတော့အေးမင်းလုတ်ပြရတဲ့ပွဲစဉ်မင်းတို့အာရှပွဲစဉ်ငါမရှိပဲလူကြည့်ပါမလားဆိုတဲ့ဥစားမျိုးလုတ်ပြစေချင်တာကျွန်တော်ကလုတ်စေချင်တာပေါ့နော်အဲ့တော့ဒါပုံမှန်လေးလေးပြောတဲ့ဥစားပဲအဲ့တော့လက်ရှိမှာဆွန်ဟော်မင်းနဲ့ကျွန်တော်တို့လေဒါ နောက်ဆုံးအခြေတစ်ခုကိုရောက်လာပြီလို့မြင်တယ်။စာရုပ်တက်တယ်လည်းမတို့တော့တည်ကြသွားပြီ။ဒါနောက်ဆုံးတစ်နှစ်လည်းရောက်လာခဲ့ပြီ။ဒီနောက်ဆုံးတစ်နှစ်မှာစပါတဲ့နေနဲ့ဆောဟောင်းမင်ကိုပတ်စံရှာသွားမှာ။ကျွန်တော်အနေနဲ့ပြောရမလို့လက်ရှိမှာအယ်ဟီလီပေးတဲ့ဈေးဆိုတာကြာကျွန်တော်တောင်ကိုရီးယားတပွဲစာသွားတာပဲရှိပါစပါတဲ့တကယ်တမ်းတော့ဟုတ်တယ်။စပါတဲ့ဒါကိုရီးယားတစ်ခေါက်သွားရင်ပေါင်36တန်းနဲ့တန်း40ကျအမြင့်နဲ့ရတယ်။အဲ့တော့ပြောချင်တာက ဆောဟောင်းမြန်သူတို့ဘန်းပြပြီးလှုပ်ရှားအောင်မကျွန်တော်နေနေမြင်နေပြီးမှသူတို့နေနေတာကျွန်တော်ရာသီစကန်ကြီးမှာဟယ်ရီကိန်းကိုရောင်းတယ်လို့ပဲသူတို့ရောင်းသွားမယ်လို့မြင်တယ်အဲ့လိုပုံစံမျိုးလို့ဆောဟောင်းမြန်နေအဲ့လိုမလုပ်ဘဲနဲ့ကဲ fuck off ဆိုပြီးထွက်သွားရဲဆိုတဲ့ပုံစံမျိုးလို့တက်လို့ကျွန်တော်နေနေမြင်တယ်ဒါကျွန်တော်အမြင်ပေါ့နော်လာလောက်ပါပဲအဲ့တော့ ပေါ်လုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment အနေနဲ့မှာလေ YouTube Media 3.0နဲ့ TV4 တို့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးဆိုမဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ပြမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါဘို့ကျွန်တော်ကုန်ပြပါအောင်။ဒီပါဗျာ။